တော်တော်ကျင်နာတတ်တဲ့သူမျိုးပဲလို့ဒါပေမဲ့မူးတဲ့အချိန်မှာအဲ့တခုပဲသုံးဖြတ်လိုက်တာနော်မနမွန်းလဲလို့အမူးလဲပြေလဲပြေသွားငါလို့သူ့သဘောကျတယ်ဟာဆိုတော့အဲ့ဘာကြောက်ချက်မစစ်ချနိုင်အကိုလို့အကိုလို့ချစ်တယ်ကိုကိုရေကောင်းတယ်ဂယုစိုက်တယ်မောင်လေးလို့မဟုတ်ဘူးမောင်လေးတွေကဖက်ကိုမလုပ်တာ ကိုကိုရေကကြတော့ခရုစိုက်တယ်ကျင်နာတယ်အဲပြီးသွားရဲ့အဲ့လိုကိုကိုဆိုလည်းဗာလီပဲပြောအခုအင်တာဗျူးတွေဖြည့်တယ်ဆိုရင်လည်းအရန်တည့်ရမလားကိုကအင်တာဗျူးဖြည့်ပြီဆိုလက်ဟန်ချေဟန်တွေကအရန်ပါတော့အဲ့လိုတွေမဖြည့်ရဘူးလို့ဗာတော့အမြဲသူကတင်မေးတယ်ပေါ့နော်တခုခုတွေ့ရင်လည်းလူတွေနဲ့တွေ့ရင်လည်းဘလို့ပြောဆိုဆက်ဆံကိုကငကိုရေကအရန်ပွင့်လင်းနေသူဆိုတော့သူကတခုခုဆိုရင်လို့ထိန်ပြောနော်ဟိုလိုလေးပြောနော်အမြဲဘေးနာနေတင်ကြပေးနေအဖေတယောက်လိုပဲ လာပါ။အနေဒီပွဲလေးကတကူတည်းကဒါပွဲလေးတက်တဲ့အခါမှာရေးထားတာကပယ်ရှိုးလေးပေါ့။တယောက်ထဲလာ။ကပယ်ရှိုးဆိုမှတော့ရီးစားနေပေါ့။တွေ့တဲ့ကောင်လေးဆွဲလာ။အဲမဟုတ်ပါဘူး။ရီးစားနေတူတူလာတာပေါ့ကပယ်ရှိုးလေးဆိုတော့။သိကောင်ချပြောင်း။ဟမ် เนาะအဲ့တော့အရင်တော့ဟိုပြောပြသူက interview ဖြစ်ရမှာလေရှက်တယ်ဘာဖြစ်ဖြစ်အကုန်ရှက်တယ်အခုတော့မှအဲ့လိုနှစ်ယောက်တက်တွဲမသွားနဲ့เนาะတဲ့ကိုယ့်ကိုတတ်တတ်သွားဆိုတော့အာနှစ်ယောက်နဲ့တယောက်ခွဲသွားတာအရင်မလို့လားမဟုတ်သူကရှက်တတ်တာကိုကကိုထအသက်ကြီးလူပြိုကြီးကိုရထားဆိုတော့ဟိုမှာပတ်ဆိုင်လွယ်တာပတ်စီတိုင်းပဲเนาะရှက်တာဟုတ်တယ်ကိုလိုပဲအရင်အင်ဒရီလေးနေဟုတ်တယ်မကြုံပါရောင်နေနေကာအသက်အသက်ကတော့ကွာရပေါ့နော်သူကကိုထက်6နှစ်ကြီးရယ် ိုကိုရေးကျင်းပေါ့ဘလို့လဲထွဲလဲကိုရေးကမချွဲဘူးကိုရေးကောင်းလားမချွဲဘူးကိုကိုလေးလားကိုကိုလေးကကောင်းနေခရုစိုက်တယ်မောင်လေးလို့မဟုတ်ဘူးမောင်လေးတွေကဖက်ကုန်လို့တာအဲ ကိုကိုရီးယားကျတော့ဂယုစိုက်တယ်ကျင်နာတယ်အဲပြီးတော့အဲ့လိုကိုကိုဆိုလည်းဘာလေးပဲပြောအခုအင်တာဗျူးတွေဖြည့်တယ်ဆိုရင်လည်းအရန်တည်ရမှာကိုကအင်တာဗျူးဖြည့်ပြီးဆိုလက်ဟန်ချေဟန်เนี่ยအရန်ပါတော့အဲ့လိုတွေမဖြည့်ရဘူးလို့ပါတော့အမြဲသူကတင်မေးတယ်ပေါ့နော်တခုခုတွေ့ရင်လည်းလူတွေနဲ့တွေ့ရင်လည်းဘလို့ပြောဆိုဆက်ဆံကိုကငါကိုရီးယားအရန်ပွင့်လင်းနေသူဆိုတော့သူကတခုခုဆိုရင်လို့ထိန်းပြောနော်ဟိုလိုလေးပြောနော်အမြဲဘေးနာနေတင်ကြပေးနေအဖေတယောက်လိုပဲအာသူကသူကလိုက်ပြောပေးတာလေ သူကဒီညီမတို့ဒီ MRT4 ရုံးမှာကြာတော့ producer တယောက်အနေနဲ့သွားတာဆိုတော့သူကကြာတော့ရုံးမှာလူကြီးတယောက်အနေနဲ့နေရတယ်ဒါပေမဲ့သူကသူရုံးမှာဘလောက်ပဲရုပ်တည်နေနေအဲ့လိုကိုနေဆိုရင်သူလည်းပေါ်တယ် အကိုနဲ့ကိုနဲ့တူရဲပေါ့လူလေးပုံစံလေးရတာအဲ့မော်ကိုကြောင့်မသူကကိုလိုလိုက်ပြီးတော့တကယ်တော့သူလည်းအလိုပေါ့ပေါ့ပါနေတဲ့သူတွေမှာပါတယ်ပေါ့နော်ဒါပေမဲ့ပေါ့ပေါ့ပါနေတယ်သူကကျတော့ငိုတဲ့တယောက်တည်းတယောက်တည်းနေတတ်တဲ့သူပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့လိုကိုကပျော်ပျော်နေတတ်တယ်ဆိုရင်အဲ့သူကပါလိုက်ပျော်ပေးတယ်တခါတည်းကမထင်တာဟုတ်သူကအမြဲရုပ်တည်နေပဲနေတဲ့သူလေတခါတည်းကမထင်တာဟုတ်ဟာသူကနေရမှာဒီလိုကြီးလက်ထိုင်မှာဟဲ့ဘာလုပ်နေရလဲပေါ့ ကိုတေးဥဆောင်ရတာအဲ့လိုမျိုးလေးတော့ရှိရပါဗီဒီယိုတော့ကိုမအများကြီးရှိတယ်။ main ကလေးတိုင်းကတော့ဘာပဲပြောချစ်သူရည်စားထားပြီဆိုရင်ဂယူဆိုင်ခံခြင်းနဲ့ကိုပေါ်ကျင်နာတဲ့သူလိုခြင်းနဲ့ကိုတယောက်တည်းကိုချစ်တဲ့ယောက်ျားကိုဘယ် main ကလေးမဆိုလိုခြင်းညာပဲလေ။အဲ့လိုမျိုးပဲအခုလည်းဒါကကိုအတွက်ဒီလိုလူမျိုးပေါ်လာတယ်လို့ပဲကိုစိတ်ထဲမှာခံယူရတယ်ပေါ့နော်။ဘာလို့ဆိုတော့ရှေ့မှာဆိုလဲခဏခဏအသေးကွဲခဲ့ရတာလေ။အဲ့လိုမျိုးဆိုတော့အခုကတော့ဒါကိုတကယ်ချစ်ပြီးတော့တကယ်ဂယူဆိုင်တယ်တကယ်ကျင်နာပေးတဲ့ယောက်ျားကိုကိုရခဲ့တယ်လို့ အခုဒါဒါကတော့ဘာလို့ပြောဝစ်ပြန်လဲတာပေါ့နော်မကျင်နာခဲ့တဲ့သူတွေစီကနေအခုကျင်နာတဲ့ယောက်ျားကိုယ်စီရောက်လာဆိုဝစ်ကောင်းတဲ့ဝစ်ပြန်လဲတယ်လို့ခံစားရတယ်။ဝိုင်းပါဆိုသူအားလို့ပြောတာ။အေးပေါ့ညာဘက်ကအဲဘယ်လိုဘယ်လိုဆိုဆိုသူစားတော့ညီမတို့ဒီ MD ဖုန်းမှာပဲတော့ producer လောက်တာဆိုတော့အဲ့မှာတွေ့ရင်ရနေပြီးတော့သူ့ကိုကအရင်ဆုံးသဘောကျတာ။ဟောအဲ့တုန်းကအဲ့တုန်းကဆိုတော့ အရန်မေးကြတာပဲတွေ့တဲ့သူတိုင်းကလေတွေ့တဲ့သူတိုင်းကလေဟဲ့ဘလို့ကြိုက်သွားလဲဘလို့ကြိုက်သွားလဲအရန်မေးပြီးတော့ထိုင်ကြည့်ကြတာလားဒီလိုလို့တွေ့တဲ့ပုံကအဲ့တော့ညီမတို့အရင်နှုံးနဲ့သူနဲ့ရုံးမှတွေ့တာကြားလာပြီဒါမှကြိုက်လည်းမကြိုက်ဘူးဘာမှလည်းအဲ့လိုပေါ့နော်မောင်နှမိုင်းလိုတော့ခင်နေမောင်နှမိုင်းလိုတော့ခင်နေဟာအကိုကဘာညာရဲ့အဲ့လိုတော့နှုတ်ဆက်ကြတာပေါ့ရုံးမှတော့ဘယ်သူနဲ့မဆိုအကုန်ကဖော်ဖော်ရွယ်ပဲနှုတ်ဆက်နေကြဆိုတော့အဲ့တော့ညီမတို့အဖြောင်တက်ကြရပေါ့နော်အဖြောင်တက်ကြရပူးစာပေါ့ ်အပြောင်သက်ဂရစ်သွားရိုက်တဲ့အချိန်တော့မဟုတ်ဘူးပေါ့နော်အပြောင်သက်ဂရစ်ပြီးသွားတော့ညီမတို့ဇက်ကားစပြတဲ့အချိန်အဲ့ဇက်ကားစပြတဲ့အချိန်မှာညီမအော်လို့ငါတို့ဒီအပြောင်သက်ဂရစ်အဖွဲ့လေးတွေအားလုံးပဲပြင်ပမှန်ဖြစ်နေကြတာလို့ငါဝယ်တိုက်အောင်မယ်ဆိုတော့အဲ့နဲ့အဲ့နေ့ညကသူတို့အကုန်လုံးပွဲလေးလုပ်နေတာအဲ့လုပ်ပေးတဲ့နေ့မှာပဲကိုကထုံးစံတိုင်းရောက်တဲ့နေရာမူးတာလေအဲ့ဆိုမူးတော့ခေါင်းမထောင်နိုင်တော့ဘူးမထောင်နိုင်တော့ဟာကိုကြီးတို့ခဏလောက်မှီမယ်နော်ဆိုတော့အဲ့မှီနေတဲ့အမှရင်ခုန်ကတကယ်မူးတာတကယ်မူးတာတကယ်မူးတာ မဟုတ်ဘူးမဟုတ်ဘူးအဲ့တော့တကယ်မူးရင်ထဲမှာအဲ့လိုကွာရင်ဘတ်ချင်းသွားတိုက်မိလို့လားနှလုံးတွေခုန်ပါအေးဟုတ်တယ်အခုဆိုရင်နှစ်ယောက်က relationship ကနှစ်နှစ်ကျော်ပါပြီပေါ့နော်ဆမ်းမပြောအဲ့နဲ့ပြောပြမယ်အဲ့နဲ့မူးအောင်မူးတဲ့အချိန်မှာတော့လေ तू က ်သူကငါကိုတည်းကအဲ့လိုကွာသူနဲ့တွေ့တော့မှမယ်သူပြောပြရဲသူက main ကလေးတွေဘယ်သူမှမဆိုသူရဲ့ညီကိုမောင်နှမလို့သူကအမြဲစောင့်ရှောက်တတ်တယ်ပြီးတော့သူကနေရလာတာဆိုတော့ကွာယူသားရဲပွင့်လဲနဲ့အဲ့လိုလူမျိုးဆိုတော့အဲ့ချိန်မှာသူတော်လည်းတစ်ချိန်လုံးလက်ညှိုးနဲ့နဲ့နေမူးနေနော် နင်မူးနေနော်ကွာလဲဟုတ်ဟုတ်တော့ခဏလေးခဏလေးဆိုအပြီးလဲပြီးတော့အမူးလဲပြေပြီးတော့အဲ့လို तू ကအဲ့မှာတည်းကလည်းဂယုဆိုင်တယ်ကိုမမဟုတ်ပါဘူးတခြားလူတွေလည်းဂယုဆိုင်တယ်အဲ့ချိန်မှာဒါမဲ့ကိုကကြတော့ကို့ဂယုဆိုင်တယ်မှာအော်လို့ तू ကတော်တော်ကျင်နာတတ်တဲ့သူမျိုးပဲလို့ဒါမဲ့မူးတဲ့အချိန်မှာအဲ့တခုပဲဆုံးဖြတ်လိုက်တာနော်မနမုံးလင်းလို့အမူးလဲပြေလဲပြေသွားငါလို့သူ့သဘောကျတယ်ဟာဆိုပြီးတော့အမကြောင့်ချက်မစေးချင်နေအကိုလို့အကိုလို့ချစ်တယ်နောက်နေ့မနက်မိုးလာနေတာတော့ဖြစ်နေတယ်ဘာလို့ဖြစ်နေလဲမတော်ပြေမပေးဘူး တုံးနေတုံးမို့တုံးနေတုံးမို့မဆက်နိုင်ဘူးဆက်အောင်ကျွန်မမင်းကလေးလေတွားယောက်ျားလေးဆိုတော့ကိုပဲဖွင့်ပြောလိုက်အဖေကတော့၃နှစ်တော့အာ၃နှစ်တော့မဆောင်နိုင်ဘူးကွာဆိုတော့အဲ့ဆိုရင်လည်းပါ၃လ၃လလည်းမဆောင်နိုင်ဘူးလို့ဟိုဘယ်လိုပြောမလဲဟို၃ရက်မဟုတ်ဘူးကိုလို့ကိုအကိုကိုလို့စိတ်မကုန်ချိန်ထိလိုက်မယ်လို့အဲ့အချိန်ထိအဲ့အချိန်ထိလိုက်မယ်ပေါ့နော်အကဲဟဲ့မိမတို့ဆိုရင်လုံးဝမလျှော့ဘူးတေကတော့မလျှော့ဘူးဆိုတော့အဲအဲ့အချိန်မှာသူ့ကိုလုံးဝဇွဲမလျှော့ဘူး တလကျော်လောက်ထိလိုက်ပြီးနောက်ဆုံးအဖြစ်အဖြစ်မပေးသေးလို့ဆိုတော့အာကာတကကြီးလောချပြီးတော့လေအဖြစ်မပင်းချင်းမစင်းရဘူးအာကျောရှိနေစမ်းလို့တော့လိုက်တော့ညံကျမကမိန်ကလေးလေတည်ရအာနဲ့အမရင်ချစ်သူကြီးဆိုင်ဖြစ်သွားကြမင်းမင်းကလေးဆိုရှက်တက်တယ်လေတကယ်မအာသူအဖြေလဲပြန်ပြီးတော့အယောင်ဝမ်းတာပြီးတော့ဖတ်ပါနမ်းပြလိုက် ပါကျမမိန်ကလေးလေးတည်ရမလားမဟုတ်ခုနောက်ပိုင်းကတည်ရမလားအဲ့လိုရိုးတရဲဆိုရင်တခါတည်းမိန်ကလေးတွေဟွန်းအင်းဟွန်းချိုက်ဘူးအဲ့လိုမလုံမနေနဲ့နော်ရိုး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 သားသားစူးစမ်းနေတဲ့သူဆိုတခါတည်းဆွဲစီထားလိုက်နောက်မှဆိုသူများစီပါသွားမှာဆိုရင်သူကသူကတော့ကိုကြည့်နေအမြဲပြောတယ်။တချိန်တစ်ခါရအောင်ဟိုကားမောင်းနေလို့ဟာဖြစ်နေတယ်လေဘေးနားနေကြည့်နေရ။ညီမလည်းအမြဲတမ်းလုံးလိုက်ရင်တော်လွဲတွေလောက်တာလေတိရမလားအဲ့လို တော်လဲစပင်ဟာဘယ်လိုပြောမလဲစကားပုံရှိရလေအဲ့လိုအဲ့လိုမျိုးတော်လဲတွေလောက်ပြီဆိုအေးတော်လဲစပင်ကောင်းအဲ့လိုမျိုးဟွာဖြစ်လိုက်ပြီဆိုရင်အာ तू ကတစ်ချိန်လုံးကြည်တာတခါလေကြရင်လည်းအဲ့လိုလမ်းလျှောက်နေတော့ကွက်ကိုခလုတ်တွေတိုက်လို့တိုက်နင်းရလေးတဲ့ဘယ်တော့ခါမှားတဲ့ရှေ့မကြည့်နောက်မကြည့်အဲ့လိုမျိုးတွေပေါ့ခလုတ်တိုက်ချင်လို့ဆိုတော့ကိုကြီးရင်ကုန်တော့ပြင်ချင်လို့လာထပ်ပြီးအာအဲ့လိုမဟုတ်ပါဘူးကိုကြီးကဒီတရက်ပဲလေတော်ပြီကျမကမင်းကလေးလေကိုကပဲချေရတယ်ဖွင့်ပြောရမယ်ဖွင့်ပြောမယ်ညီမလေးတို့ခုချိန်မှလေး ခုချိန်မှာဟိုလိုကိုကိုတိုင်းလက်ဦးယူထားမှာเนาะသူများရသွားပြီးတော့မှာဟဲသူတို့နှစ်ယောက်ဟိုသူများနဲ့ညားသွားမှာလေငါကြီးစားသူများနဲ့ညားဆိုတော့မှာစိုက်ပေါင်းမဝမ်းမနဲ့ဖြစ်မနေနဲ့အခုလည်းတခါလေးကြိုင်ကြိုက်တယ်ချင်းချင်းတယ်တခါဖွင့်ပြောထားလာမိုတီပေးတယ်အားလုံးပဲ fighting ကျမတို့ main ကလေးလေးဆိုရကြောက်လေချိုးရကြောက်ယောက်ျားမင်းလေးဆိုယောက်ျားကြီးဖွင့်ပြောမှာအဲ့လိုမျိုးဆိုရဆွဲရှိတယ်ဒါကြောင့်ဟုတ်တယ်မဟုတ်အရင်တော့ကကြတော့ကွာ အရင်တော့အဲ့လိုအသေးခွဲခဲ့တော့ကကြတော့ယောက်ျားလေးတွေကကိုယ်လောက်ဖွင့်ပြောတာပဲလေဒီအမလားအဲ့လိုဖွင့်ပြောတဲ့အချိန်မှာတော့ဩကိုကတော့တကယ်ကိုယ်တကယ်ချစ်ပြီးတော့တကယ်သဘောကျတဲ့သူလို့ထင်ခဲ့မိတာလေတကယ်တမ်းကျတော့လည်းနောက်ဆုံးတော့အဲ့လိုလူမျိုးကပိုကြောက်เสียရကောင်းတယ်ကိုယ်လာကြိုက်တဲ့သူကကြောက်เสียရကောင်းနေအဲ့တော့ကိုကကျတော့ကိုကြိုက်တဲ့သူကိုကကိုကြွေးလိုက်တော့တယ်အဲ့ဆိုပြီးသွားရောဟုတ်တယ်ကိုအဆင်ပြေသွားတယ်အဲ့တော့မှပဲနောက်မဆိုရင်ကိုလာကြိုက်ဖို့စောင့်နေအဲ့လိုပဲထထားခဲ့ခံအောင်မှာဘာလို့ဆိုကိုတွေကလည်းတစ်ချိန်လုံးခရီးတွေထွက်တည်ရမလားရှူတင်နေရိုက်နေရတာဆိုတော့အဲ့တော့တခါလေကိုကြိုက်ပြီးမှ မင်းကလေးအကုန်လုံးတင်မိထားတာနော်ကိုကြိုက်ပြီမလားတကယ်ရိုးသားတယ်ကျိုးသားတယ်အဲ့လိုမျိုးဆိုတော့ဖွဲစီထားလိုက်တော့ကျွန်မမင်းကလေးလေးဟုတ်ကဲ့ပါကျွန်မမင်းကလေးစပါတော့မင်းကလေးကိုအပီရမိတ်တက်လည်းရှိနေပါလေအဲကျွန်မမင်းကလေးလေးကလေး ဟွာအခုအခုဟွာချက်မြင့်စေချောင်းပေါ့နော်ချက်မြင့်စေချောင်းဇကာလေးစီရီတွဲလေးရိုက်နေတယ်အဲ့ဒါပြီးသွားရင်လည်းဟိုနောက်ထပ်ယုံကြည်ကားလေးတွေရိုက်ဖို့ရှိတယ်ပေါ့နော်ယုံကြည်ကားတွေ music video အဲ့လိုအလုပ်ကလေးတွေတော့ရှိတယ်ပေါ့နော်အခုကတော့ series ရိုက်နေရဆိုတော့အဲ့ဒီ series ကိုပဲအချိန်လေးနေရအခုတော့မှ shooting ပြီးသွားတယ်ဒီလိုတန်းလာရတာဆိုတော့လေဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါ